ဒီနေ့ကျွန်တော်တို့ပြောပြမယ့်အကြောင်းအရာကတော့စစ်ပွဲသမိုင်းမှာထူးခြားဆုံးနဲ့အပြောင်းအမြောင်းဆုံးထိုးဖောက်တိုက်ခိုက်မှုတွေကတခုပါပဲ။ဒါဟာယူကရိန်းတို့ရဲ့ညံရင်ညံသွေးဖန်တီးနိုင်စွမ်းနဲ့ဇွဲလုံးလောက်ကိုကမ္ဘာကအသိမှတ်ပြုတည်မဲ့စစ်စင်ရေးတခုဖြစ်ပါတယ်။ဒီစစ်စင်ရေးရဲ့ပြမှတ်ကဘာတူလဲဆိုတော့ရုရှားရဲ့အလွန်အဖိုးတန်တဲ့ထောက်လှမ်းရေးတင်မောတစီပါ။ဒီတင်မောဟာလွန်ခဲ့တဲ့6ပတ်လုံးလုံးယူကရိန်းရဲ့ရေပြင် drone စစ်စင်ရေးတွေကိုနှောက်ယှက်ဖျက်ဆီးနေကြတာဖြစ်ပါတယ်။ဒီစစ်စင်ရေးမှာယူကရိန်းဟာဘလို့ညံနေညံတဲ့တွေနဲ့လှည့်စားခဲ့လေဘလို့ယူပပေးတာနေရာမကိုအသုံးချပြီး ရုရှားကိုလုံးဝမျက်ကန်းဖြစ်သွားအောင်လုပ်ခဲ့လဲဆိုတာကိုအသေးစိတ်ကြည့်ကြရအောင်ပါယူကရိန်းရဲ့ FP1 drone 3သင်းဟာရုရှားစောင့်ကြည့်နေတဲ့ရေပိုင်နက်ထဲကိုတနာရီ180ကီလိုမီတာနှုန်းနဲ့ဖြတ်ကျော်ဝင်ရောက်လာခဲ့ပါတယ်သူတို့ရဲ့ပြမှတ်ကယူကရိန်းရဲ့ရေတပ် drone စစ်ဆင်ရေးတွေကိုရစ်ပတ်ညှစ်ထုတ်နေတဲ့ရုရှားစစ်သင်္ဘောကြီးစီကိုဥတီနေခဲ့တာပါဒီရုရှားတရှိုးသင်္ဘော spine ship ဟာ novorossiysk စိတ်ကန်းကနေ15မိုင်အကွာမှာထိုင်နေခဲ့တာပါဒီသင်္ဘောဟာလွန်ခဲ့တဲ့6ပတ်လုံးလုံး ယူကရိန်း drone တွေရဲ့လှုပ်ရှားမှုပုံစံကိုအသေးစိတ်မှတ်တမ်းတင်ထားခဲ့ပါတယ်။နောက်ထပ်ရန်နိုင်ငံတွင်းမှာဆိုရင်သူတို့ဟာယူကရိန်းရဲ့နောက်ထပ်တိုက်ခိုက်မဲ့အခြေအနေနေရာကိုကြိုတင်ခန့်မှန်းနိုင်တော့မယ့်အခြေအနေကိုရောက်နေပြီဖြစ်ပါတယ်။ဒီဒီမော့ဟာယူကရိန်းရဲ့ drone စစ်ပွဲကိုအဆုံးသတ်နိုင်မဲ့အချက်လက်တွေစုဆောင်းထားတဲ့ရုရှားရဲ့အဖိုးတန်ဆုံးသတင်းအချက်လက်ပါပဲ။စောစောပိုင်းကရုရှားစစ်သည်တွေဟာတိုက်ဆိတ်နေတဲ့အခြေအနေကိုပဲမြင်နေခဲ့ကြပါတယ်။ဒါပေမဲ့သူတို့မသိတဲ့အရေးကြီးတဲ့အချက်တခုရှိနေပါတယ်။ Ukraine drone တွေဟာပင်လယ်လိုင်းတွေရဲ့အပေါ်မီတာ3လောက်မှာ အမြင့်မှာအလွန်နှိမ့်နှိမ့်လေးပြန်တန်းနေပြီးတင်းမောကိုတိုက်ရိုက်ဦးတည်နေတာဖြစ်ပါတယ်။ DF1 drone ရဲ့အဓိကထူးခြားချက်ကသူတို့ရဲ့ကိုယ်တွေကိုပြင်များရင်းနဲ့တိစောက်ထားတာဖြစ်ပါတယ်။ဒါကြောင့်သူတို့ရဲ့ radar ပေါ်မှာထင်ဟပ်တဲ့အရွယ်စားဟာပင်လယ်စင်အောင်ငှက်တကောင်ထက်တောင်ပိုသေးငယ်နေပါတယ်။ Russia radar စနစ်တွေဟာ aluminum နဲ့လုပ်ထားတဲ့လေယာဉ်တွေကိုရှာဖွေဖို့အဓိကတိစောက်ထားတာဖြစ်တဲ့အတွက်ဒီပြင်များနဲ့လုပ်ထားတဲ့ drone တွေကိုလုံးဝဖမ်းဆုပ်နိုင်ကွမ်းမရှိခဲ့ပါဘူး။ drone တွေစတင်ပြန်တမ်းပြီးမိနစ်20ကြာမှာတော့ Russia ရဲ့ Four Post R ကင်းထောက် drone တစ်စင်းကအကူအညီဖို့ပေါ်လာခဲ့ပါတယ်။အဲဒီ drone ဟာ Ukraine ကန်ရန်ကနေ30ကီလိုမီတာกว่าမှာသူ့ရဲ့ပုံမှန်ပြိုင်ဝင်းပုံစံအတိုင်းကင်းလှည့်နေတာပါ။ Four Post မှာကနေဒါထုတ် MX 15 DI ကင်မရာပါဝင်ပြီးဒါဟာ5ကီလိုမီတာกว่าကဘတ်စကတ်ဘောလုံးတစ်လုံးကိုတောင်မြင်နိုင်စွမ်းရှိပါတယ်။ပုံဆိုးတာကသူ့ရဲ့အပူချိန်ထောင်လန်းတဲ့စနစ်က1ဒီဂရီစင်တီဂရိတ်လောက်ပဲကွာခြားတဲ့အပူချိန်ကိုတောင်ထောက်လန်းနိုင်စွမ်းရှိပါတယ်။ နိုင်နိုင်ငံကြမှာတော့ဥဆောင် drone ရဲ့ engine အပူချိန်ဟာ Forbes drone ရဲ့စနစ်ပေါ်မှာရုတ်တရက်မြင့်တက်လာခဲ့ပါတယ်။ Forbes ကနေရှေ့ဘက်ကိုတနာရီ180 km နှုန်းနဲ့ဥတီနေတဲ့သိငယ်တဲ့အရာဝတ္ထု၃ခုကိုမှတ်တမ်းတင်ခဲ့ပြီးရုရှားစစ်သည်တွေကအနီးကပ်ဆွဲပြီးကြည့်ရှုခဲ့ကြပါတယ်။ဒါပေမဲ့ယူကရိန်းကကြိုတင်ပြင်ဆင်ထားခဲ့ပါတယ်။ drone တွေဟာ program တိုင်းချက်ချင်းအလုပ်လုပ်ပြီးရေမျက်နှာပြင်ရဲ့2မီတာအကွာအထိအလွန်နှိမ့်ချပြန်တန်းလိုက်ကြပါတယ်။ဒီအချိန်မှာပြင်များကိုယ်တွေရဲ့အရေးပါမှုကထင်ရှားလာပါတယ်။မင်းနေပိုင်းတွင်မှာပဲဒီပြင်များကိုယ်တွေဟာ ပတ်ဝန်းကျင်ကပင်လယ်ရင်နဲ့အပူချိန်နဲ့ကိုက်ညီသွားအောင်အေးဆက်သွားခဲ့ပါတယ်။ဒါကြောင့် for post ရဲ့အပူချိန်ကင်မရာအတွက်တော့ဒီ drone တွေဟာလုံးဝပျောက်ွယ်သွားခဲ့ပြီးဖမ်းဆီးဖို့ခွင်လန်းကိုရုရှားဘက်ကလက်လွတ်လိုက်ရပါတယ်။တိုက်ခိုက်မှုမဆခင်ချိန်တုန်းကရုရှားစစ်သားတွေဟာသူတို့ပတ်ဝန်းကျင်မှာတွေ့ရတဲ့အရာတွေကိုဖြစ်နိုင်ခြေရှိတဲ့ငှက်တွေလို့ပဲတာမန်လို့သတ်မှတ်ပြီးပုံမှန်အတိုင်းကင်းလှည့်နေကြပါတယ်။သူတို့ဘက်ကတိုက်ခိုက်ရေးစစ်ကြောင်းတစ်ခုကိုယူကရိန်းကလွှတ်လိုက်ပြီးဆိုတဲ့အချက်ကိုလုံးဝမသိခဲ့ကြပါဘူး။ယူကရိန်းဘက်ကပထမဆုံးချိန်နေနဲ့ ရှားဟက် drone တွေလွှတ်တင်တဲ့နေရာတွေကိုဖျက်ဆီးဖို့ကြိုးပမ်းခဲ့ပါတယ်။ဒီလိုကြိုးစားနေတော့မှာရုရှားက FP1 ဒုံးပျံချုံနယ်ပြန်တိုက်လို့ယူကရိန်းဘက်ကဆုံးရှုံးမှုတွေရှိခဲ့ပါတယ်။ဒါပေမဲ့ဒီလိုခက်ခဲတဲ့အခြေအနေတွေကြားကနေပဲယူကရိန်းကရုရှားရဲ့ဖိုးတန်သုံးထောက်လန်းရေးသင်္ဘောတစ်စင်းကိုဖျက်ဆီးနိုင်ဖို့အလွန်ကြီးမားတဲ့လှည့်စားရေးစီမံကိန်းကိုစနစ်တကျချမှတ်ခဲ့ပါတယ်။တနက်3နာရီခွဲရောက်တဲ့အခါစစ်စင်ရဲ့အဓိကအစိတ်ပိုင်းကိုစတင်ခဲ့ပါတယ်။ယူကရိန်းရဲ့ပြစ်မှတ်အဓိကကတော့ ရုရှားရဲ့အဲ့ဒီအဖိုးတန်ဆုံးထောက်လိုင်းရေးသင်္ဘောကိုအကာအကွယ်မဲ့သွားအောင်လုပ်ပစ်ဖို့ပဲဖြစ်ပါတယ်။ယူကရိန်းစစ်တပ်ကစီဗက်စတိုဗိုစိတ်ကန်းကိုတိုက်ခိုက်မဲ့ပုံစံမျိုးပြအောင်ဖန်တီးခဲ့ပါတယ်။သူတို့ဟာငစားလုံးအရင်ရဲ့ခြားတဲ့နီးပြူဟာကိုသုံးပြီးရုရှားရဲ့အဓိကကာကွယ်ရေးလက်နက်စနစ်တွေကိုသူတို့ရဲ့ပုံသင်နေရာတွေကနေအခြားနေရာကိုဆွဲထုတ်ပစ်ခဲ့ကြပါတယ်။ယူကရိန်းဟာဈေးသက်သာတဲ့ကုန်သွယ်ရေးလှေဟောင်းတွေကိုပြင်ဆင်ပြီးရေပြင်တုံးစုစုပေါင်း20အဆင်းကိုလွတ်တင်ခဲ့ပါတယ်။ဒီတုံးတွေရဲ့အဓိကရည်ရွယ်ချက်ကတော့အသွင်တူအောင်လှုပ်ဆောင်မှုပါ။ ဒီ USV တွေဟာရုရှားရဲ့ Myra V5 ရေတပ်ဒုံးတွေနဲ့ Radar Snipe တွေပေါ်မှာတကယ်တိုက်ခိုက်ရေးသင်္ဘောတွေလို့ထင်ရအောင်ဖန်တီးထားတာဖြစ်ပါတယ်။သူတို့ဟာတိုက်ခိုက်နိုင်တဲ့အရှိန်နှုန်းနဲ့ရွေးရှားတာမှန်ကန်တိကျတဲ့ Radio ချက်ပြမှုတွေကိုထုတ်လွှင့်တာတွေကအစအသေးစိတ်လိုက်နာဆောင်ရွက်ခဲ့ကြပါတယ်။ဒီလိုတေချာပီပီပီပင်ပြုတ်လှထားတဲ့လှုပ်ရှားမှုတွေကြောင့်ရုရှားရဲ့ Radar စောင့်ကြည့်သူတွေကဒါကိုတကယ်ရေရောက်ကနေတိုက်ခိုက်လာတဲ့ဒုံးပြန်တိုက်ခိုက်မှုလို့မှားယွင်းစွာယုံကြည်သွားခဲ့ကြပါတယ်။ရုရှားဘက်ကပြင်လဲပြင်မာတော့အဓိကကာဝယ်ထားတဲ့လက်နက်တွေကတော့ KA27PL ရဟတ်ရင်တွေဖြစ်ပါတယ်။စစ်ဘက်စီမင်းရာအကြီးမားဆုံးချိန်ချောက်မှုကိုအရင်တုံ့ပြန်ရတာမလို့ယူကရိန်းရဲ့အနောက်ဘက်ကအယောင်ဆောင်တိုက်ခိုက်မှုစီကိုရဟတ်ရင်6ဆင်းလုံးဟာနိုင်ကို290ကီလိုမီတာနှုန်းနဲ့အမြန်ဆုံးထွက်ခွာသွားခဲ့ရပါတယ်။ရဟတ်ရင်တွေထွက်ခွာသွားတဲ့တပြိုင်နက်တည်းမှာပဲယူကရိန်းရဲ့တကယ့်တုံ့ပြန်တွေကအရှေ့ဘက်ကထောင်လန်းရေးသင်္ဘောစီကိုဓာတ်ရိုက်ပြန်တမ်းပြီးတိုက်ခိုက်နိုင်ခဲ့ပါတယ်။ရုရှားဘက်ကမိမိတို့လှည့်စားခံလိုက်ရမှန်းသိသွားချိန်မှာတော့သူတို့ရဲ့ကာဝေးတပ်တွေဟာတကယ့်ပြစ်မှတ်နေရာကနေ ကီလိုမီတာ360အကွာကိုရောက်ရှိနေကြပြီဖြစ်ပါတယ်။ဒီလိုလေကြောင်းကာကွယ်မှုလုံးဝမရှိတော့တဲ့အခြေအနေဖြစ်သွားတဲ့အတွက်ယူကရိန်းတို့တွေဟာနောက်ထပ်နှစ်နာရီခန့်အထိအေးအေးဆေးဆေးဆက်လက်တိုက်ခိုက်နိုင်ပြီးအဓိကပြစ်မှတ်ဖြစ်တဲ့ရုရှားသင်္ဘောကိုဖျက်ဆီးနိုင်ခဲ့ပါတယ်။ပထမဆုံးအနေနဲ့ FP1 ဒုံးမြန်၃သင်းကိုလွတ်တင်ခဲ့ပါတယ်။ဒီဒုံးတွေဟာသူတို့ရဲ့ပြန်တမ်းမဲ့လမ်းကြောင်းကိုတောင်ဘက်15ဒီဂရီကိုရွေကျက်ရှိရှိပြောင်းလဲခဲ့တာဖြစ်ပါတယ်။ဒါဟာရိုးရိုးတန်းတန်းပြောင်းလိုက်တာမဟုတ်ပါဘူး။ယူကရိန်းကလာပေါင်းများစွာကြာအောင်လေ့လာပြီးမှအချမှတ်ခဲ့တဲ့လမ်းကြောင်းဖြစ်ပြီး ရုရှားရဲ့ Podlet K1 ရေဒါစကန်နှစ်ခုမှာ ရေဒါမျက်ကွယ်နေရာရှိတဲ့နည်းပညာအားနည်းချက်ကိုအမျက်ထုတ်ဖို့ရည်ရွယ်တာဖြစ်ပါတယ်။ရုရှားရဲ့ရေဒါနှစ်ခုက10မိနစ်ကို10ဗီပတ်လည်နှုန်းလောက်လေပတ်နေပါတယ်။သူတို့နှစ်ခုကြားမှာစနစ်တကျချိန်ထားတဲ့အခါတစ်နှစ်ကို4စက္ကန့်မျက်ကွယ်ကာလရှိပါတယ်။ဒေါမြန်တွေကအဲ့ဒီ4စက္ကန့်မျက်ကွယ်ကာလအတွင်းဖြတ်သန်းမှုစီစဉ်ထားတာဟုတ်ပါတယ်။ဒါပေမဲ့ရုရှားဘက်ကဒီအစီအစဉ်ကိုတည်သွားဟန်တူပြီးရေဒါလှည့်ပတ်မှုကိုဂျပန်ပုံစံအဖြစ်ပြောင်းလဲလိုက်တဲ့အခါ ဒုံးတွေဖြတ်တန်းနိုင်မယ်လုံကြုံတဲ့လမ်းကြောင်းကအလွန်ကျဉ်းပြောင်းသွားခဲ့ပါတယ်တကယ်ပြတ်မှတ်ဖြစ်တဲ့ထောက်လန်းရေးတင်မော့ကတော့ Novorossiysk စိတ်ကန်းကနေ15မိုင်กว่าမှာပဲရှိနေသေးပါသူ့ကို Project 03160ကင်းလှက်လေးနှစ်စင်းက9ကီလိုမီတာအချင်းဝက်တွင်မှာလှည့်ပတ်ပြီးကာကွယ်ပေးနေတာပါဒါပေမဲ့တခြားတစ်ဖက်မှာတော့ယူကရိန်းကငစာချထားတဲ့ drone အဆင့်20ကိုလွှတ်တင်ခဲ့လို့သူတို့ရဲ့ပထမတာဝန်ဖြစ်တဲ့ကာကွယ်ရေးတပ်တွေကိုဆွဲဆောင်ခြင်းကပြီးမြောက်သွားပါပြီရုရှားဂျပန်တွေဟာတနအီကြောင် ဒီဈေးပေါ်တဲ့ drone တွေကိုလိုက်ပြရင်အချိန်ကုန်ခဲ့ရပါတယ်။သူတို့ဒီ drone တွေကိုလိုက်ပြပြီးတင်မောစီပြန်လာချိန်မှာစီပမာဏဟာတဝက်နီးပါးကုန်ကျသွားခဲ့ပါတယ်။ဒါဟာကာဝေးရေးတပ်တွေရဲ့တိုက်ခိုက်နိုင်စွမ်းကိုအလွယ်တကူလျော့ချစေခဲ့တာဖြစ်ပါတယ်။မနက်6နာရီဝန်းကျင်မှာဥဆောင်တုံး FP1 ရဲ့ GPS တင်နီယာပြစနစ်မှာလွဲချော်မှုတစ်ခု ဖြစ်လာပါတယ်။ဒါပေမဲ့ယူကရိန်းဒုံးတွေမှာပြန်လည်ဖြည့်ရှင်းနိုင်တဲ့စွမ်းဆောင်ရည်ရှိပါတယ်။ဒီဒုံးဟာပင်လယ်ထဲမှာရှိနေတဲ့ဂျီနန်တူးစင်တွေကိုအသုံးပြုပြီးကိုယ်ပိုင်ကင်မရာနဲ့ပတ်ဝန်းကျင်ကိုကြည့်ကာ GPS အမှားတွေကိုကိုယ်တိုင်ပြင်ဆင်နိုင်ခဲ့တာဟုတ်ပါတယ်။ဒါပေမဲ့ဒုတိယတုံးမှာတော့ပြဿနာပိုကြီးသွားပါတယ်။ drone ရဲ့အတွင်းပိုင်းမှာပါဝင်တဲ့တရုတ်နိုင်ငံထုတ်လျက်စစ်ပစ္စည်းတစ်ခုပူလုံးလို့ပြတ်သွားခဲ့ပါတယ်။ဒါကြောင့် GPS ကိုဆက်မသုံးနိုင်တော့ဘဲကိုယ်တိုင်လမ်းပြတဲ့စနစ်ကိုပြောင်းလိုက်ရပါတယ်။ဒါပေမဲ့ INS စနစ်ကပင်လယ်ပြင်မှာချိန်ကြာလာတာနဲ့အမျှအမှားတွေပိုများလာတတဲ့သဘောရှိပါတယ်။နောက်ဆုံးမှာတော့အဲ့ဒီ drone ဟာလမ်းကြောင်းကနေ8ကီလိုမီတာလွဲချော်သွားပြီးပြတ်မှတ်ကုန်မရောက်ဘဲပင်လယ်ထဲမှာပျောက်ကွယ်သွားခဲ့ရပါတယ်။ ကြံရှိနေတဲ့ဥဆောင် F1 drone တွေကတော့သူ့ရဲ့ program တိုင်းဆုံးဖြတ်ချက်တစ်ခုချခဲ့ပါတယ်။ရုရှားရဲ့ radar ချက်ပြမှုတွေပုံမပြင်းထန်လာတဲ့အခါမှာတော့အဲ့ဒီ drone ဟာသူ့ရဲ့ electronic ကိရိယာအားလုံးနီးပါးကို gyroscope မှာလွှဲပြီးပိတ်ချလိုက်ပါတယ်။ဆိုလိုတာကသူ့ရဲ့ GPS နဲ့အစစ်မြင့်ထိန်းချုပ်မှုတွေအားလုံးကိုဖြုတ်ချလိုက်ပြီးတန်လိုက်အိမ်ကြောင်တစ်ခုတည်းကိုပဲအားကိုကမျက်စိဆုံးမှိတ်ပြီးပြန်တန်းသွားခဲ့တာဖြစ်ပါတယ်။ဒီအချိန်မှာရုရှားသင်္ဘောကသူ့ drone တွေကိုကာကွယ်ဖို့အတွက် R984UM jammer ကိုဖြန့်လိုက်ပါတယ်။ ဒီကြမ်းကား20ကနေ1000 MHz ကြားကလှိုင်းတွေကိုထုတ်လွှင့်ပါတယ်။ပြဿနာကဒီလှိုင်းလုံးစင်ဟာသင်းမောကိုရိုင်းတုံးနေတဲ့ဆက်သွယ်ရေးလှိုင်းလုံးစင်တွေနဲ့တူနေတာပါပဲ။ဒါကြောင့်သူတို့ကြမ်းမာကိုဖွင့်နိုင်သူတို့ရဲ့ကိုပိုင်ရေဒါနဲ့ဆက်သွယ်ရေးစနစ်ကိုသူတို့ကိုရိုင်းပြန်ပြီးတော့နှောက်ရှက်ဖျက်ဆီးနေမိတာဖြစ်ပါတယ်။နောက်ဆုံးမှာတော့ရုရှားသင်းမောကတန်တရားရှိတဲ့ယာဝတ္ထုကိုစစ်ဆေးဖို့ကဲလှည့်လေတစ်စီးကိုတနာယီ35မိုင်နှုန်းနဲ့မောင်းထွက်ခိုင်းလိုက်ပါတယ်။သင်းမောသားတွေက PKM ဆက်တနတ်တွေကိုအသင့်ပြင် ပြီး 900မီတာအကွာဝေးကအနိုင်ပြန်ပစ်မှတ်တွေကိုပစ်ဖို့ပြင်ဆင်ထားပါတယ်။သူတို့ရဲ့ညွှန်ကြားချက်ကအလူမီနီယံဒရုန်းအနည်းအောက်ရောင်ကြီးလက္ခဏာရှိတဲ့ပစ်မှတ်တွေကိုပစ်ဖို့ပဲဖြစ်ပါတယ်။သူတို့ဟာဒရုန်းရဲ့တက်သားကိုယ်တဲ့အကြောင်းကိုတော့လုံးဝထည့်တွက်မထားပါဘူး။ဒီချိန်မှာတော့ယူကရိန်းရဲ့ဥဆောင်ဒရုန်း FP1 မှာလောင်စာစီက3မိနစ်စာလောက်ပဲကြာမှာတော့တယ်။တတိယဒရုန်းကတော့အစောက ပြောခဲ့သလိုပဲသူ့ရဲ့စက်ပစ္စည်းတွေအားလုံးကိုပိတ်ချပြီးမျက်စိပိတ်ပြန်တန်းနေတဲ့အခြေအနေပါ။အခြေအနေကိုပိုဆိုးစေတာကတော့မနက်ခင်းမြူတွေကအရန်ထူထပ်လာပြီး မြင်နိုင်စွမ်းကမီတာ900လောက်ပဲရှိတော့တဲ့အနေအထားဖြစ်ပါတယ်။မနက်9:30မိနစ်မှာဦးဆောင် drone ဟာသူ့ရဲ့ပြစ်မှတ်နေရာကိုအတိအကျရောက်ရှိလာခဲ့ပါတယ်။အဲဒီမှာရုရှားကင်းလှည့်လေးနှစ်စီးကသူတို့ရဲ့ positive ME1 radar တွေကိုအစွမ်းကုန်ဖွင့်ပြီး radar ကာယံတွေဖန်တီးထားရင် drone တွေကိုစောင့်ကြည့်နေပါတယ်။ဒါပေမဲ့သူတို့ထက်တွက်မထားတဲ့အရာတစ်ခု ဖြစ်လာပါတယ်။အဲဒါကတော့ပင်လယ်နက်ရဲ့အပူချိန်ပြောင်းလဲမှုပါပဲ။ရေကနွေးပြီးလေကအေးသွားတဲ့အခါမှာ radar line တွေကိုအပေါ်ဘက်ကိုကွေးညွတ်တက်သွားစေပါတယ်။ ရေဒါစစ်သည်တွေလေ့ကျင့်ထားတဲ့စံနှုန်းတွေထက်အခုဖြစ်နေတဲ့ရာသီဥတုပြောင်းလဲမှုကပိုပြီးပြင်းထန်နေခဲ့ပါတယ်။ရာလကတော့သူတို့ရဲ့ရေဒါဟာအမြင့်90မီတာလောက်ကိုပဲရှာဖွေစစ်ဆေးနေတယ်လို့ထင်နေပေမဲ့တကယ်တမ်းမှာရေဒါလိုင်းတွေကအမြင့်80မီတာကိုရောက်ရှိပြီးကြည့်နေတယ်လို့ဖြစ်သွားပါတယ်။ပင်လယ်မြေနဲ့ပြင်အမြင့်3မီတာလောက်မှာပြန်တန်းနေတဲ့ Ukraine drone ဟာ Russia radar တွေအတွက်တော့လုံးဝပျောက်ကွယ်နေခဲ့ပါတော့တယ်။ရာသီဥတုက Ukraine ဘက်ကနေကူညီပေးလိုက်တယ်လို့ပါပဲ။ မနက်9:32မိနစ်မှာဥဆောင်ဒရုန်းဟာရုရှားသင်္ဘောဘက်ကိုချဉ်ကပ်လာပါတယ်။ရုရှားတွေကအမြင့်မီတာ90မှာအာယုံစိုက်နေတဲ့အချိန်မှာပဲဒရုန်းဟာသူတို့ရဲ့ရေဒါလိုင်းအောက်ကနေရှော့ကပ်ပြီးဖြတ်သွားခဲ့ပါတယ်။ကင်းလှဲ့လေးဘော်ကစစ်သားတစ်ယောက်ကမီတာ900กว่าမှာဒရုန်းကိုမျက်စိနဲ့မြင်လိုက်ရပြီး PKM စစ်တပ်တွေနဲ့အဆက်မပြတ်ပစ်ခတ်လိုက်ပါတယ်။ဒါပေမဲ့အစောပိုင်းမှာရုရှားတွေထင်မှတ်မှားခဲ့တယ်လို့ပါပဲ။ဒီဒရုန်းဟာတစ်သားကိုယ်နဲ့ပြုတ်လုထားတာကြောင့်ရေဒါစနစ်ကလည်းရှာမတွေ့ခဲ့တယ်လို့အခုစစ်တပ်ပစ်ခတ်မှုကလည်းမထီရောက်ခဲ့ပါဘူး။ သူတို့ဟာအလူမီနီယံဒရုန်းတွေကိုပဲပြစ်ဖို့လေ့ကျင့်ထားခဲ့ကြတာပါ။ဥဆောင် FP1 ဒရုန်းဟာကြည်တန်သုံးလောင်းထိမှန်ခဲ့ပေမဲ့ပြတ်ကျမသွားသေးပါဘူး။ကြည်တန်တွေရဲ့ဒဏ်ကြောင့်အင်ဂျင်ကပြင်းထန်စွာတုန်ခါနေပေမဲ့လည်းဆက်လက်လဲပတ်နိုင်ခဲ့ပါတယ်။ဒရုန်းမှာ3စက္ကန့်60လောက်ပဲကျန်တော့တဲ့အချိန်မှာပဲကင်းလက်လေးရဲ့ပြစ်ခတ်နိုင်တဲ့အကွာအဝေးကိုကျော်လွန်သွားခဲ့ပါတယ်။မနက်9:33မိနစ်မှာဥဆောင်ဒရုန်းဟာထောင်လင်းရေးသင်္ဘောရဲ့ရွက်တိုင်ကိုမီတာ800အကွာကနေမြင်တွေ့ခဲ့ရပါပြီ။ဒါပေမဲ့ပန်ကပျက်စီးသွားတာကြောင့် အင်ဂျင်ထိုင်ကုန်မှာအကြောင်းကြီးပေါ်လာခဲ့ပါပြီ။ကင်းလှည့်လေးဘော်ကစစ်သားတွေကရေဒီယိုကနေဒရုန်းတစ်စီးတန်ရရထားတယ်။ဒါပေမဲ့ပြန်တန်းနေတော့မယ်လို့အဓိကသင်းမော့စီကိုအကြောင်းကြားခဲ့ပါတယ်။သင်းမော့ရဲ့တရားဘော်ကစစ်သည်တွေကမှန်ပြောင်းနေတဲ့ကင်းလှည့်လေးကညွှန်ပြတဲ့တောင်ဘက်ကိုအသေးအတန်လိုက်ရှာနေကြပါတယ်။တကယ်တော့သူတို့ဟာမြောက်ဘက်အနောက်မြောက်ဘက်ကိုကြည့်ခဲ့ရမှာပါ။ဦးဆောင်ဒရုန်းနဲ့အာယုံလွှဲတဲ့တောင်ဝင်ကတော့အပြည့်အဝအောင်မြင်သွားခဲ့ပါပြီ။ဒီအချိန်မှာတတိယ FP1 ဒရုန်းကတော့ကံအကောင်းဆုံးဖြစ်ခဲ့ပါတယ်။ သူရဲ့စက်ပိုင်းဆိုင်ရာ gyroscope တစ်ခုတည်းကိုအာကိုပြီးမျက်စိပိတ်ပြန်တန်းခဲ့တာတော့လမ်းကြောင်းမှန်ကိုဆက်လက်ထိန်းထားနိုင်ခဲ့ပါတယ်။မနက်9:34မိနစ်မှာဒီတတရ drone ဟာမနက်ခင်းမြူကိုရီတွေကနေတရေတစ်စီတစ်ကောင်လိုရုတ်တရက် ပေါ်ထွက်လာခဲ့ပါတယ်။သူဟာသင်းမောရဲ့ဘယ်ဘက် port side ဘက်ကနေတနအီ180 km နှုန်းအမြင့်30 meter မှာချင်းကပ်လာခဲ့ပါတယ်။ဒါနဲ့ဒီပိုင်းနဲ့ထဲမှာပဲအားလုံးကအာယုံဆိုင်နေတဲ့ဥဆောင် drone ရဲ့ engine ဟာနောက်ဆုံးမှရပ်တန့်သွားခဲ့ပြီးလေဟုန်စီးရင်ရေထဲကိုထိုးဆိုင်ကြသွားပါတော့တယ်။ ရုရှားစစ်သားတွေရဲ့အာယုံအလုံးဟာရေထဲကြွားသားမဲ့ဥဆောင် drone ပေါ်မှာပဲရှိနေခဲ့ချိန်မှာတကယ့်ချိန်ချောင်းမှုဖြစ်တဲ့တတိယ drone ကတဖြည်းဖြည်းချင်းကပ်လာခဲ့ပါတယ်။ရုရှားသင်္ဘောရဲ့လမ်းညွှန် radar ဟာအလုံးနိုင်တဲ့နေရာတွေကိုစစ်ဆေးနိုင်မှုဒီဇိုင်းထုတ်ထားတာမဟုတ်ပါဘူး။ဒီသင်္ဘောကိုဒီဇိုင်းဆွဲခြင်းကပင်လယ်ရင်မျက်နှာပြင်နဲ့ကပ်ပြီးအောက်ကနေဝင်တိုက်မဲ့အရာတစ်ခုကိုလုံးဝထည့်တွက်ထားခြင်းမရှိခဲ့ပါဘူး။ရုရှားကနောက်တစ်ယောက်ကတတိယ drone ကိုမီတာ300กว่าမှာမြင်လိုက်ရချိန်မှာတော့အလွန်နောက်ကျသွားပါပြီ။ဒီ drone ဟာသူ့ရဲ့ကင်မရာကိုသင်္ဘောရဲ့ရွက်တိုင်3ခုလုံးမှာရှိတဲ့ တဒားရဲ့အမိုးကိုဗဟိုပြုတ်လိုက်ပြီး25ကီလိုဂရမ်လေးတဲ့ဒီ drone ဟာရွက်တိုင်ရဲ့အောက်ခြေကိုပြင်းထန်သွားဝင်တိုက်လိုက်ပါတော့တယ်။ပောက်ကွဲမှုကြောင့်တဒားဟာချက်ချင်းလောင်ကျွမ်းဖြတ်စည်းခံခဲ့ရပါတယ်။ရုရှားရဲ့အဖိုးတန်ဆက်သွယ်ရေးကိရိယာတွေဖြစ်တဲ့ R31T ကွန်ပျူတာတွေဟာအပူချိန်ကြောင့်အေးပျော်ပြီးတတ်ထုအဆိုင် carry ဖြစ်သွားခဲ့ပါတယ်။သူတို့အားအကုန်လုံးဖြစ်တဲ့ Mineral ME Radar စနစ်ကြီးကလည်းတံမိုးမရှိတော့တဲ့တတ်ထုအပိုင်းစားတစ်ခုဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။၁၈နှစ်လောက်ကြာပြီးမီးငြိမ်းတက်သွားချိန်မှာတော့တင်းမောရဲ့ electronic radar စနစ်အလုံးဟာ လုံးဝပုံပြက်ပန်းပြက်ဖြစ်သွားခဲ့ပါတော့တယ်။ဒီသမောပေါ်မှာ6ပတ်ကြာစုဆောင်းထားတဲ့ထောက်လန်းရေးအချက်လက်တွေယူကရိန်းရဲ့ drone စစ်ပွဲကိုအဆုံးသတ်နိုင်မယ့်နည်းဗျူဟာတွေအားလုံးဟာဒီတိုက်ခိုက်မှန်းနဲ့တူလုံးဝပြတ်သွင်းသွားခဲ့ရပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။